အလုံးမမင်လာပါအန်တဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါကျွန်တော်တို့ဒီတစ်ခေါက်မှာတော့ဒါ Liverpool အသင်းနေနဲ့ Florian Verse ကိုဘာလို့ရအောင်ခေါ်သင့်လဲဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေး ဆွေးနွေးရအောင်ဆွေးနွေးရအောင်ဆိုတဲ့နေရာမှာဆိုလို့ရှိရင်ဒါ Florian Vers နဲ့ Liverpool အသင်းတို့ကြားတာဒါသတင်းတွေဆိုလို့ရှိရင် transfer window မစတင်နေတာပေါ့နော် transfer window ကတော့စတာပြောမယ်ဆိုလို့ရှိရင်နှစ်ရက်ပဲရှိသေးတယ် transfer window မစတင် Liverpool အသင်းရဲ့ပြီးခဲ့တဲ့ Premier League အကြာဒီမကုန်နေတဲ့ဒါသတင်းတွေထွက်လာတယ် Florian Vers တို့သတင်းစထွက်တာတော့သူတို့ရဲ့ဒါ German Giant အသင်းတစ်သင်းဖြစ်တဲ့ Bayern Munich အသင်းတော့ပေါ့နော် Bayern Munich အသင်းကစပြီးစိတ်ဝင်စားတယ်ပြီးသားလို့ရှိရင်ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်ဒါ Real Madrid Man City အသင်းတို့တွေပါလာတယ်ပေါ့နော် Real Madrid တို့ကလည်းအမှန်တမ်းပြောလို့ရှိရင်အဲ့လိုသတင်းမထွက်ဘူးဒါပေမဲ့လည်းဒ ါဘိုင်းမြူနစ်နဲ့မန်စီးတီပြီးသားလီဗာပူးတွေသုံးသင်းအပြိုင်ဆိုတဲ့နေရာမှာဘိုင်းမြူနစ်ကိုလီဗာကူဆန်အသင်းတော်မှန်တိုင်းပြောလို့ရှင်မရောင်းချင်ဘူးဂျာမန်ပြည်တွင်းမှာရှိနေတဲ့အစင်နာတို့ကိုချိုးဖောက်တယ်လို့ပဲပြောရမှာပေါ့နော်သူတို့ရဲ့ပြည်တွင်းမှာရှိတဲ့တခြားပြိုင်ဘက်အင်အားကြီးအသင်းတသင်းကိုသူတို့လက်ရှိမှာဘွန်ဒက်စလီဒါကိုလည်းလီဗာကူဆန်အသင်းနေနဲ့အစင်ထော်လာနိုင်တဲ့အနေထားတွေမှာဆိုလို့ရှင်ပြိုင်ဘက်အသင်းကိုရောင်းပြီးတော့သူတို့အနေနဲ့အရှိတအောင်နော်ဝါတာပရီမင်တို့ဘာလို့လုတ်ခဲတဲ့လမ်းစဉ်တော့မလိုက်ချင်တဲ့အတွက်ဘိုင်းမြူနစ်ကိုမရောင်းချင်ဘူးမန်စီးတီအသင်းတို့ကြောက်လည်း fast နေနဲ့ဒါလက်ရှိမှာဆိုလို့ရှင်သူပြောတဲ့ဟာပြီးတော့ရှင်တတိယနေ့ထွက်တဲ့အနေ ထားဆိုလို့ရှိရင်တော့ Mercedes အသင်းလိုလည်းသူ့အနေနဲ့မပြောင်းချင်ဘူးသူပြောင်းချင်တာက Liverpool အသင်းဒါပေမဲ့နှစ်သင်းကြားမှာပြဿနာတစ်ခုရှိနေတာကဘာလဲဆိုလို့ရှိရင်ကစားသမားကတော်တော်လေး pricey ဖြစ်တယ်လို့ပြောရမယ်အလက်ရှိပေါက်ဈေးရဆိုလို့ရှိရင် Euro သန်း150ဒါမှမဟုတ်လို့ရှိရင်သန်း130 plus ဒါ Liverpool အသင်းရဲ့ကစားသမားအလိုက်ပေးရမယ်ပေါ့နော်ဒါ concept ဒါမှမဟုတ်လို့ရှိရင် Elia ဒါမှမဟုတ်လို့ရှိရင်လည်းနှစ်ယောက်စလုံးပေါ့နော်ဒီလိုမျိုး ပေါင်တန်းတရာကျော်နေထားဆိုတဲ့အနေထားမှာဒါလီဗာပူးအသင်းရဲ့ပြည်သက်တွေပေါ့ဒီဗီဒီယိုကလည်းသူသဖြင့်ကဒါလီဗာပူးပြည်သက်တွေလို့ပဲရည်ရွယ်ပြီးပြောတာပေါ့နော်အသင်းရဲ့ပြည်သက်တွေကဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီလောက်ဈေးကြီးရဲ့တစားဆိုတာမခေါ်သင့်ဘူးလို့ ို့ပြသလို့ရှိရင်အရှိမတုံးတော့လဲဒါကျွန်တော်လီဗာပူးသင်္ဍာဈေးချိုတဲ့တစားသမားတွေကိုပဲလိုက်ခဲ့တာရှိတယ်ပေါ့နော်ဥပမာဆာလာတို့ဆိုလို့ရှိရင်ပေါင်တန်း30ချောင်းနဲ့ကျွန်တော်တို့လိုက်ခဲ့တဲ့တစားသမားရှိတယ်မတ်ထယ်လက်စတာပေါင်တန်း30ချောင်းနဲ့ကျွန်တော်တို့ရခဲ့တဲ့ဟာရှိတယ်ဒရော့ဘန်ဘက်ရှိုပါအောင်လည်းအဲ့လိုမျိုးဈေးသက်သာသာနဲ့ရခဲ့တဲ့အနေအထားတွေဖြစ်တဲ့အတွက်ဒါဒီလိုမျိုးပေါင်တန်း100ချောင်းတွေဆိုလို့ရှိရင်လီဗာပူးအသင်းရဲ့အပိသက်ဒီကိုယ်တိုင်ကိုယ်ကဒီလိုမျိုးဈေးရမ်းကြီးနေနေထားမှာဆိုလို့ရှိရင်ဘာလို့ဝယ်မှာလဲပေါင်တန်း90ချောင်းနဲ့2ယောက်လောက်ဝယ်မှာပေါ့3ယောက်လောက်ဝယ်မှာပေါ့ဆိုတဲ့အနေအထားတွေကျွန်တော်တို့ classic စိတ်အထင်မြင်ချက်တွေကိုကျွန်တော်တို့ကြားလာရပါ ောเนาะမတိုင်းပြောလို့ရှိရင်ဒီထင်မြင်ချက်တွေဒါလည်းသိပြီးတော့မမားလာဘူးဒါပေမဲ့လည်းကျွန်တော်ရဲ့ argument တစ်ခုတော့တော့ဘာလဲဆိုလို့ရှိရင် first ကိုဘာလို့ cross တင်လဲဆိုတဲ့ဟာကျွန်တော်အနေနဲ့အမြင်လေးတစ်ခုပြောပြမယ်ပေါ့နော်ဒီအမြင်ပြောရဲဆိုရင်နေရာမှာဒါ first ကိုအနေ slot အနေနဲ့ desire crop မှာဘယ်လိုမျိုးသုံးမှာတော့ဘာတွေဒါကျွန်တော်အနေနဲ့သိလည်းမသိဘူးသိသားလို့ရှိရင်တတိနေထွက်လာတဲ့ဟာအကုန်လုံးကလည်းခံမှန်းချက်ပဲရှိမယ်အနေ slot အနေနဲ့လည်းနောက်ရသေးမှာဒါဒီဘုတ်ကိုတင်တော့အရင်ပုံစံနဲ့ပဲဆက်သုံးမှာလားဒါမှမဟုတ်လို့ရှိရင် desire crop အပြောင်းလဲရှိမှာလားဒါဘယ်သူမှလည်းမသိသေးတဲ့ဒေသတစ်ခုပေါ့နော် အဲ့ဒါဆိုလို့ရှိရင်အဲ့ကိစ္စအောင်မပြောဘူးဒါလည်းပေမဲ့ Liverpool သင်းတဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုပဲကျွန်တော်ပြောမယ်။ Proposal တစ်ချက်ဘာလို့ထွက်တင်လဲဆိုလို့ရှိရင် Vaster ဒါ German ရဲ့ generational talent လို့ပြောရမယ်။ဒီနောက်ပိုင်း Germany နိုင်ငံကနေထွက်လာတဲ့ဒါပေါ်လုံး talent တွေနဲ့မှာဆိုလို့ရှိရင် Vaster အတောက်ပါဆုံး talent တစ်ခုလို့ကျွန်တော်ပြောရမယ်။ပြီးသွားလို့ရှိရင်နောက်ထပ်ဒီထက်ပိုပြီးရေးကြီးတဲ့တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီထက်ကလုံရက်ဆိုတာထက် message တစ်ခုလို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ Liverpool သင်းနေနဲ့ဘာ message လဲဆိုလို့ရှိရင် Liverpool အသင်းရဲ့ image ပြီးတော့လို့ရှိရင်နောက်ထပ် team project တွေနဲ့ပတ်သက်ပြီးဒါ reflection ဖြစ်စေမယ့် image တခုလို့ပဲဒါပြောချင်တယ်ပေါ့နော် vast တယောက်ကိုကျွန်တော်အနေနဲ့ရအောင်ခေါ်ရမယ်လို့ပြောချင်တာမဟုတ်ဘူး vast မဟုတ်ပဲတခြားတစားသမားတယောက်ဆိုလို့သူ့ need to ကောင်းတဲ့တစားသမားတယောက်ဆိုလို့ရှိရင် Liverpool team အနေနဲ့ဒီလို price တွေကိုရအောင်ယူသိမ့်တယ်ဆိုတဲ့ဟာပေါ့နော် Liverpool team ရဲ့လက်ရှိအနေအထားကိုကျွန်တော်ပြန်ပြီးကြည့်အောင်ပြန်ကြည့်မယ်ဆိုလို့ရှိရင် Jurgen Klopp လက်ထက်တခြားနောက်ဆုံး10နှစ်လောက်မှာဆိုလို့ရှိရင် Liverpool team ကဖလားနဲ့ဝေးတဲ့အသင်းလို့ကျွန်တော်ပြောလို့မရဘူးဒီ10နှစ်မတိုင်ခင်ရှေ့တုန်းကဆိုလို့ရှိရင်ဒါကျွန်တော်တို့ Liverpool team လို့စအားပေးတဲ့အချိန်တွေတုန်းက လီဗာပူးတင်းကဆူဖလားတွေနဲ့အများအန်းနီးစပ်နေတဲ့အသင်းတစ်သင်းလို့ကျွန်တော်ပြောလို့မရဘူး။ဂျိုဂျာဂျိုဂျာရကျွန်တော်2009ခုနှစ်မှာဒါချန်ပီယံလေးရတယ်။ပြီးသားလို့ရှိရင်ဒါ2009လောက်မှာအဖေတရရမယ်။2017လောက်မှာ calendar ရမယ်ပေါ့နော်ဒီကြားမှာတော့ဒါ community sheet တစ်ခုနှစ်ခုလောက်တော့ရမယ်ဒါပေမဲ့ main trophy ဆိုလို့ကျွန်တော်တို့ဒါအရှိမအားပေးတဲ့ဆယ်စုနှစ်တစ်ခုလောက်မှာဆိုလို့ရှိရင်ဒီစုဖလား၃ခုလောက်ပဲရတဲ့အနေထားထားလေဒီနောက်ပိုင်းမှာနောက်ဆုံး၁၀နှစ်မှာဆိုလို့ရှိရင်ကျွန်တော်စုဖလားတွေကိုတောက်လျှောက်နှစ်တိုင်းမပြတ်တဲ့နေပါလားပေါ့နော်တစ်နှစ်ပြတ်သွားရင်တော့နောက်နှစ်မှာစုဖလားနှလုံးလောက်ရတဲ့အနေထားတွေကိုကျွန်တော်တို့မြင်တွေ့လာရတဲ့အနေထားမှာဒါ Liverpool တင်းကစုဖလားနဲ့အရင်လိုဝေးကွာတဲ့အသင်းတစ်သင်းမဟုတ်တော့ level ကအရင်ဆုံးကဆယ်စုနှစ်တစ်ခုထက် မြင့်တက်လာတဲ့ level တစ်ခုဖြစ်လာပြီဒါပေမဲ့လည်းကျွန်တော်တို့ပြောရမယ်ဆိုရင် Liverpool team ကကျွန်တော်တို့မမြင်လိုက်ရဘူးเนาะ1990 60 90 80တွေမှာရှိလေဒါ Liverpool team ရဲ့အသင်းတွေလို့ဒါ serial winner တွေမဟုတ်ဘူး Premier League ဆိုလို့ရှင်လဲဒါနှစ်နှစ်ဆက်သုံးနှစ်ဆက်ရတဲ့ဟာတွေ Champion League တို့နှစ်နှစ်ဆက်လောက်သုံးနှစ်ဆက်လောက်ရတဲ့အနေထားတွေပြီးတော့လို့ရှင်10နှစ်အတွင်းမှာ6နှစ်လောက်အထိလို့ Super League တွေရတဲ့ဟာ9နှစ်လောက်အထိ Super League တွေရတဲ့ဟာအဲ့လိုမျိုး level မျိုးအထိ serial winner မျိုးမဟုတ်သေးဘူးပြီးတော့လို့ရှင်အနည်းဆက်ဆုံးဆိုလို့ရှင်ကျွန်တော်ပြောရမယ်ဒါပြိုင်ဘက် Man City ကျွန်တော်တို့ ပရီးမီးယားလိအတွင်းမှာဒိုမိနေလုံးနိုင်တယ်ဆိုလို့ပြောလို့ရှိရင်ယူရိုမှာရီယယ်မက်ဒရစ်ဒိုမိနေလုံးနိုင်တယ်ဆိုလို့ကျွန်တော်တို့စီရီယဝင်တာ level တစ်ခုထိတော့မရောက်သေးဘူးခဏတော့ ပြောခဲ့တဲ့ဟာလည်းကျွန်တော်ပြန်ဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင် live မှာဆိုလို့ရှိရင်ဒါ marketing လုပ်တဲ့ marketer တယောက်ဆိုတဲ့အတွက်ဒါကျွန်တော်တို့ drum set တစ်ခုနဲ့ချိန်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒါ product life cycle ပေါ့နော် product life cycle နဲ့နည်းနည်းဆက်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်အပြင်မှာ business တွေဆိုလို့ရှိရင်လည်း product တစ်ခုစထုတ်တယ်အဲ့ product ကထားပါဆိုစီးပွားရေးအတွက်အဆင်ပြေသွားတယ်ဆိုလို့ရှိရင်အဲ့ product ကအဖြစ်အပျက်နဲ့အချိန်ကြာလာလို့ရှိရင်ရောင်းရည်ကြာလာမယ် life cycle angle နေ ်ပြီးဆုံးနိုင်နေမတိုင်ခင်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့နေရာတို့အစားထိုးမဲ့ဟာပဲဖြစ်ဖြစ်တကယ်လို့ကုမ္ပဏီကဒါရည်မှန်းချက်ကြီးမားတယ်ဆိုလို့ရှိရင်တုတ်ထပ်ပိုကောင်းပြီးတော့ဈေးကွက်မှာပို့ပြီးရောင်းရမယ် product တွေကိုအစားထိုးပြီးထုတ်တာဖြစ်ဒါဒီလိုမျိုးစက်တိုက်လုပ်တယ်လေဘပူသိနေတယ်ဆိုလို့ရှိရင်ခုနကပြောသလိုပဲကျွန်တော်တို့လက်ရှိမှာစုဖလားနဲ့အများအားနေနေဆက်ဆက်စင်ထွန်နိုင်တဲ့အနေထားပြသလို့ရှိရင်စုဖလားနဲ့မဝေးဝဲနဲ့ဒါနှစ်တိုင်းစုဖလားတစ်လုံးဒါမှမဟုတ်လို့ရှိရင်တစ်နှစ်ချားမှာစုဖလားနှလုံးလောက်ကျွန်တော်တို့ရတဲ့အနေထားတွေတော့အခုလက်ရှိရနေတဲ့အနေထားကနေဒါ လောက serial winner အထိပေါ့နော်ထစ်တစ်ခုလိုတည်ထောင်နိုင်တဲ့အနေအထားမျိုးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးဒါ generational talent နေပြီးတော့လို့ရှိရင်အသင်းကကမ္ဘာအကောင်ဆုံး talent တွေကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့အနေအထားတွေပြီးတော့လို့ရှိရင်အသင်းကြီးတသင်းဆိုတဲ့ပြရုပ်တွေကိုရအောင်ယူနိုင်မှုအရေးကြီးတယ်လို့ကျွန်တော်တို့ယူကြည့်တယ်ဒီလိုအနေအထားတွေပိုင်ဆိုင်နိုင်မှသာလင်လီဗာပူးအသင်းအနေနဲ့က serial winner တစ်ခုဖြစ်လာမယ်ပြီးတော့လို့ရှိရင်နောက်ထပ်အနေနဲ့ကျွန်တော်အရှိမအသေးကွဲရတဲ့ Luis Suarez တို့ Barcelona အသင်းတို့ဒါန်ဟားရဲ့အိမ်မက်အသင်းမှာဆိုပြီးတော့လက်လွတ်ထရတာမျိုးတွေပြီးတော့လို့ရှိရင် Lolo Lala Trent Alexander Arnold ကိုကျွန်တော်လက်လွတ်ထရတဲ့အနေအထားမျိုးတွေပြီးတော့လို့ရှိရင်အရှိမဆိုလို့ရှိရင်လည်းရှိတယ်ကျွန်တော်တို့အများကြီးပဲဒါ Fernando Torres တို့လက်လွတ်ထရတဲ့အနေအထားမျိုးတွေ Xavi Alonso တို့လက် လွတ်ထွက်ရတဲ့အနေအထားဒီလိုအနေအထားတွေတာနေကျွန်တော်တို့ရအများကြီးရှောင်လွှဲနိုင်မယ်လို့လည်းကျွန်တော်တို့ယုံကြည်ရတကယ်လို့သာကျွန်တော်အနေနဲ့ဒီလက်ရှိအနေအထားမှာပဲဆက်သွားနိုင်မယ်ဆိုလို့ရှိရင်စူဖလားတော့ရမယ်ကျွန်တော်တို့ဒီနှစ်ပျော်အောင်ပျော်ရမယ်နောက်နှစ်မှာပျော်အောင်ဖို့အတွက် တိတ်ပင်မကျင်းသေးဘူးပြီးသားလို့ရှိရင်နောက်၃နှစ်မှာဘာဖြစ်လာမလဲဆိုတဲ့ဟာကျွန်တော်တို့ဘာမှဆက်ပြီးပြောလို့မရဘူးပေါ့နော်ဒီလေလို့ကျွန်တော်အနေနဲ့ခုနကပြောတဲ့သလိုပဲဒါ serial winner တစ်ခုဖြစ်လာမယ် brand image တာလည်းအခုလက်ရှိမှာဆိုလို့ရှိရင် liverpool တင်း image တာ report အရာဆိုလို့ရှိရင် ballon club တွေထဲမှာပေါ့နော်ဒါသတုထမြောက်တန်ဖိုးအကြီးဆုံးအသင်းတာ euro 5 billion ကျော်လောက်ထိတန်ဖိုးရှိတဲ့အသင်းတစ်သင်းဖြစ်လာတယ်ဒါရအရင်နှစ်တွေလောက်ထိကကျွန်တော်တို့ဆက်ရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ level တို့ဒီထက်ပိုပြီးမြင့်ဖို့လိုတယ်ပေါ့နော်အရှိမှာရှိတဲ့အင်အားပိုကြီးတဲ့အသင်းတွေဖြစ်တဲ့ဒါ real madrid အသင်းပြီးသားလို့ရှိရင် barcelona ါအသင်းပြည်တွင်းမှာဆိုလို့ရှိရင်ဒါ Man United တို့ထပ်တာလုံးနဲ့ရှင်နိုင်တဲ့အသင်းမျိုးတွေဖြစ်နိုင်မှုကိုကျွန်တော်တို့အများကြီးစူးစမ်းတင်တယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်။ပြီးတော့နောက်ထပ်တစ်ခုကဒါ Vars လို့ဈေးကြီးတဲ့တစားသမားမျိုးကိုခေါ်လိုက်လို့ရှိရင်အားလုံးအနေနဲ့စိုးရင်ဒါတစ်ခုကလည်းဘာလဲဆိုလို့ရှိရင်တစားသမားအနေနဲ့ price tag ကြောင့်မို့လို့ PR တွေဝင်သွားမှာလို့ဘာလို့လဲစိုးရင်ဓာတ်ရှိရပေါ့နော်။ပြီးတော့ရှင်နီးပြအနေနဲ့လည်းဒီလိုဈေးကြီးတဲ့တစားသမားတွေခေါ်လိုက်တဲ့အတွက်နီးပြအနေနဲ့နောက်ရာသီမှာတိတ်ပြီးတော့ Tottenham မှာစွမ်းဆောင်နိုင်မှာမလားဆိုပြီးတော့စိုးရင်ဈေးတွေဝင်တဲ့အတွေးလေးရှိရပေါ့နော်။ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပြည်သက် တ်တွေနေနဲ့တိတ်ပြီးတော့စိုးဝင်ရမယ်ဒိစာမဟုတ်ဘူးလို့ထင်တယ်။တစားသမားအနေနဲ့ဆိုလို့ရှိရင်လည်းသူ့ရဲ့တန်ရာတန်ချင်းနဲ့သူ့ရဲ့ status တခုကိုဘယ်လိုနေထားမနေပဲဖြစ်ဖြစ် ရအောင်ပြသရမယ်။နီးပြအနေနဲ့ဆိုလို့ရှိရင်လည်းခေါနာတာပြောခဲ့သလိုလီဗာပူးအသင်းရဲ့ project ပြီးသွားလို့ရှိရင်လီဗာပူးအသင်းရဲ့ image တစ်ခုကိုတိစောက်နိုင်ဖို့ဆိုလို့ရှိရင်နီးပြအနေနဲ့ဆိုလို့ရှိရင်လည်းဒီလိုတစားသမားတွေကိုနောက်ပိုင်းမှာပို့ပြီးတော့ဘယ်လိုအသုံးချရမလဲဆိုတာတောင်းတောင်းသိရအောင်ပြီးသွားလို့ရှိရင်ဒါတွေနဲ့ပတ်သက်ပြီးတော့အသင်းကိုပို့ပြီး next level ရအောင်တိစောက်နိုင်ရမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်။ဒါအဆိုးအဝါဆုံးအနေနဲ့ပေါ့နော်။အဝိုး scenario အနေနဲ့ပြောပြရမယ်။ Honest slot အနေနဲ့ fast တို့ဘာလို့ကိုတောင်းတောင်းအသုံးချနိုင်တယ်။ထားပါဆို frame bound ပဲဖြစ်ဖြစ် trackers တို့ပြီးသွားလို့ရှိရင်နောက်ထပ်တစားသမားတွေရောက်လာတယ်။ Shein ဆိုတစားသမားတွေနဲ့ ယ်တွေ့ပြီးတော့ဖြစ်ဖြစ်တောင်းဆိုအသုံးမချနိုင်လို့နောက်ရာသီမှာဟိုရလက်မကောင်းနောက်တရာသီမှာလည်းရလက်မကောင်းဆိုရင်အစိုးဆုံးနေနဲ့သူတာဝန်ခံရမယ့်အနေထားပဲရှိတယ်ကျွန်တော်တို့လီဗာပူးသင်းနေနေဆိုလို့ရှင်တော့ဒါအဓိကတော့ အသင်းရဲ့ projection ဘယ်လိုသွားမှာလဲဆိုတဲ့ဟာ project ကဘယ်လိုသွားမှာလဲဆိုတဲ့ဟာတို့ပဲ data ကြည့်တင်နေ။နေပြအစွဲတွေထပ်စားလို့ရှိရင်ဒါတော့ကျွန်တော်အနေနဲ့အတွေ့တစ်ခုပေါ့နော်။ဒါပေမဲ့လည်းဒီဟာကလက်ရှိ earning slot ရဲ့ဒီရာသီမှာလုပ်ပြသွားတဲ့ပုံစံတွေသူ့ရဲ့ ideology proactive ဖြစ်တဲ့ပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး scenario worst scenario တခုတာဖြစ်လာနိုင်မှုတော့ဒါ chance တော့တော်နေလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဆုံးသတ်အနေနဲ့ဆိုလို့ရှင်တော့ဒါဒီအပြောင်းရွှေ့တာ Liverpool အသင်းအတွက်ပေါ့နော်အသင်းလိုက်နောက်တစ်ဆင့်လို့ပို့ပေးနိုင်မယ်ဒါအပြောင်းရွှေ့တစ်ခုလို့ကျွန်တော်တို့ယုံကြည်တယ်ခွန်လာတော့ပြောတဲ့လိုပဲစူဖလားတွေနဲ့မဝေးတဲ့အနေအထားစူဖလားတွေနဲ့အနည်းတက်ဆုံးရှင်ပြိုင်နိုင်တဲ့အနေအထားဒါလည်းကျွန်တော်အနေနဲ့ serial winner တစ်ခု level တစ်ခုရောက်ဖို့အတွက်ဆိုလို့ရှင်ဒါ first လို့မျိုးအပြောင်းရွှေ့တွေကိုတော့ဒါရအောင်လုပ်တင်တယ်ပြီးတော့လို့ရှင်ဒီလိုအပြောင်းရွှေ့တွေကိုလည်းဒါ Liverpool ပြည့်သက်တယောက်နေနဲ့ပို့ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ welcome ပို့လုပ်တင်တယ်လို့ကျွန်တော်တို့ယုံကြည်မိပါတယ်ဒါကကျွန်တော်ရဲ့ဒါ first ပေါ့နော်။ဘာလို့ခေါ်တဲ့လဲဆိုတဲ့ဟာနည်းပတ်သက်ပြီးတော့ကျွန်တော်ရဲ့အထင်မြင်ချက်ကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။